ဓမ္မဘောယတ္တိမတာလေဥသိန်းတို့ကရဟန်းလို့ခေါ်လို့ရတာဗျအဲ့ဒါကိုဥသုပရိပန်တော့ဘဂဝါတော်တာဝကတန်ခေါ်လို့ပြောတာဒီဘာသာတရားတွေဆိုတာကကောင်းတာတွေပဲလှုပ်ပြီးတော့လူတွေကိုအင်မတနေချင်းစပွဲလူပြည်လူရွာပြဖန်ပြီးခိုင်းတာမိတ်ဆွေများအားလုံးတော်လန်တော်နေတဲ့ပါဗဒါရေးကပြောတဲ့နိုင်ငံရေးတကားများစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လူမိုက်တို့ရဲ့စူးစူးတဲ့အောင်မှုနဲ့လူမိုက်ကိုရှောင်ကျဉ်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာအပိုင်း၄ကိုရောက်ရှိလာပြီဖြစ်ပါတယ် အပိုင်းလေးမှာတိခါတော်ရဆရာသရပေသူမောလနာဟာဖစ်ကာရီဆရာဥစုနေဦးတို့နဲ့အတူစွန့်ရွေးထားတာကိုပြန်လဲတင်ပြလိုက်ပါတယ်မကောင်းမှုပြုတဲ့သူတွေကိုမိဝဲပေါင်းတင်ခြင်းကြောင့်ကိုကိုတိုင်လည်းပျက်စီးရတယ်လို့ကိုယ့်ရဲ့ဘဝဉာဏ်မှာပျက်စီးရတဲ့အကြောင်းအရာတွေဦးသူတို့သိခဲ့ပြီပြီအဲ့ကြတော့မကောင်းတဲ့သူတွေကိုမပေါင်းတင်မှုမမိဝဲဘူးပေါ့နော်ရှောင်ကျင်ပဲပေါ့နော်အဲ့ကြတော့ရှောင်ကျင်တဲ့အခါမှာ ဘလို့ရှောင်ကျင်တဲ့တယ်ပေါ့နော်ရှောင်ကျင်မှုရဲ့အကျိုးကျေးဇူးကဘလို့ရှင်မလဲဆိုတာကိုဟုတ်ဆရာစပြီးသိနေမလားဆရာဟုတ်ကြပါတယ်ဒီမကောင်းတဲ့လူတွေနဲ့မပေါင်းသင်းတာပေါ့နော်ဥစဉ်တပိအခုပြောလိုက်တာဒီကောင်းတဲ့သူတွေနဲ့ပဲအတူတူကိုယ်နဲ့ဟိုတပိတော်တို့ရဲ့ကုရာမာရပြဘောကိုယ်နုမအစွာဒီကီတက္ကဝါဆိုတာကဒီအကုနုမအစွာဒီကီစွာဒိကဆိုတာကသူကတစ္ဆာဝါတွေပေါ့အမှန်တရားဘတ်တော်သားတွေနဲ့ပဲ အတူတကနေကြဖို့ဟုတ်ကဲ့ဆရာအဲကျွန်တော်များကိုရာငါလည်းဖော်ပြတယ်တမန်တော်မုဟမ္မဒ်သခင်ကလည်းဒီလိုပဲကောင်းတဲ့လူနဲ့ပဲပေါင်းကြဖို့ပေါ့နော်ကောင်းတဲ့လူနဲ့ပေါင်းတယ်ဆိုတာကဘာဖြစ်လို့လဲဆိုတော့ဒီဘာသာတရားတွေဆိုတာကကောင်းတာတွေပဲလုတ်ပြီးတော့လူတွေကိုအင်မတန်နေချင်းစပွဲလူပြည်လူရွာပြန်ဖန်ပြီးခိုင်းတာဆိုတော့တပည့်တော်တို့ကခုနအရှိမလည်းပြောတယ်ဘာသာရေးကောင်းဆောင်နေသည်မကောင်းတဲ့လူတွေလုတ်တာတွေကိုမပြောကြဘူး အဲ့ဒါလေးလည်းအခုကကောင်းတဲ့လူတွေနဲ့ပေါင်းတာမှန်ပေမဲ့အဲ့ဒါလေးနည်းနည်းလေးတပိတော့ပြည့်စုံပြောကြတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ဆိုတော့အဲ့ဒါကတမန်တော်မုဟမ္မဒ်ကဘယ်လိုမိန့်လဲဆိုတော့ तू ကမကောင်းတဲ့သူကောင်းတဲ့သူတွေနဲ့ကဒီတင်းမောတစည်းနဲ့တူတယ်တဲ့။ကောင်းတာလုပ်တဲ့လူတွေကအပေါ်ထက်မှာစီးတဲ့လူတွေမကောင်းတာလုပ်တဲ့လူတွေကအောက်ထက်မှာစီးရလို့။ဆိုတော့ကောင်းတာလုပ်တဲ့လူတွေကလည်းတချို့ကပြောကြတယ်အေးသူတို့မကောင်းတာသူတို့ကံတယ်သူတို့သွားလိမ့်မယ်။ဟုတ်တယ်။အဲ့ဒါတွေကိုလွှတ်ထားလိုက်ရင်တဖြည်းဖြည်းဘာဖြစ်လာလဲဆိုတော့ तू ကအောက်ထက်မှာစီးတဲ့သူတွေကတဲ့သူတို့ရေရဖို့အတွက်အပေါ်ထက်ကိုလာယူတယ် အဲ့ဒီမှာမင်းတို့ကမပေးဘဲနဲ့ကိုယ့်အကူကိုယ့်ရေကိုယူတော့ကွာငါတို့ကငါတို့ကငါတို့ကောင်းတဲ့လူတွေနဲ့ပဲနေမယ်မကောင်းတဲ့လူတွေထားလိုက်တော့အဲ့ဒါဆိုရင်တူတော့တင်းမောကိုဘိုက်ကဖောက်ပြီးရေတော့လိုက်မယ်အဲ့ဒါဆိုမင်းတို့အကုန်လုံးအဆအဆုံးမြုပ်သွားမယ်ဆိုတော့ပြောမှဆိုတာမကောင်းတာတွေမြင်နေရင်လည်းနေလို့မရဘူးဒါကြောင့်မို့မရောအမင်းကိုမွန်ကနဖယ်ယူခရေးပြကိုတကူကောင်းဆန်လို့မရဘူးတပည့်တော်တို့မှဘလို့လုံးဆိုတော့မကောင်းတာကိုသိနေမင်းတို့တတ်နိုင်တယ်လို့ဖယ်ယူခရေးတပည့်ရတယ်မင်းတို့ ကာယကံအားဖြင့်အဲ့ဒါတွေကိုပြောင်းလဲပြလိုက်ဖယ်ယူခိုက်ရေဆိုပြောင်းလဲပြလိုက်ကောင်းရကံပြောင်းမှာနော်လောက်ရမှာအဲ့ဒါနေနေစိတ်နေလို့မရအောင်ဖအင်လမ်ယက်စတာတွေအဲ့လိုကိုထိလိုက်အောင်မလုပ်နိုင်ဘူးအဲ့မှာကို့မှာတတ်ဆွမ်းနိုင်မှုကို့မှာခွန်အားကို့မှာအာနာဩဇာမရှိဘူးဆိုရင်ဖတ်ပြီးလီစားနေနှုတ်နဲ့ပြောပေါ့ဒါကြီးကတော့မကောင်းဘူးဒါကြီးကတော့မသိမ့်ဘူးဒါကြီးကတော့မလုပ်သိမ့်ဘူးကို့မှာတာဝန်ကြီးတယ်ဒါမှတော့မုဟမ္မဒ်ကဆိုတချို့ကိစ္စတွေပြောပြီးဆိုရင် ငါဒီစကားပြောပြီးပြီနော်ပြောပြီးပြီနော်သုံးချိန်ပြောတာဝန်ရှိတာတာဝန်ရှိတာတာဝန်ရောက်တမန်တော်မဘတ်လေကူအန်နီဝါလောက်အာရငါစီကတလုံးတပါးရသည်မင်းတို့တလုံးတပါးရပြန်ဖြန့်ကြဘာဖြစ်လို့လဲအဲ့အရာတွေကပြန်ဖြတ်မှာတာဝန်ကြီးတာနှုတ်မဆိုတပိတော်တို့ကတည်သွားရင်တာဝန်မကြည်ပဲနဲ့တည်သွားအောင်အဲ့ဒါဆိုတပိတော်တို့လည်းငရဲထဲမှာပါငရဲထဲမှာပါနောက်တစ်ခုကဘာလဲဆိုဖအိလမ်ယစ်တာတွေ့နှုတ်နဲ့လည်းမတိုင်ဘူးဖဘီကောလ်ဘီနှလုံးသားတွေကနေဒီအလုတ်ဟာ အင်မတန်မကောင်းတယ်မလို့ဆိုပြီးအဲ့ဒါကိုယွန်းရှာနေရမယ်မနှစ်မြို့ပဲနေရမယ်အဲ့ဒါကိုနေပါစေကွာကိုနဲ့ဆိုင်တာမဟုတ်ဘူးဆိုနေလို့မရဘူးလူအဖွဲ့စီတရားလုံးမှာအဲ့ဒါလိုဟုတ်ပြီဒါဆိုရင်ကောင်းတဲ့သူတွေနဲ့ပေါင်းတာကရောဘာရတော့ဆိုတော့တကယ်တမ်းကျတော့လူလောကလူကပ္ပာကြီးဆိုတာကောင်းတဲ့သူတွေများလာလေတွေလူတွေအတွက်လူမှုရေးစီးပွားရေးနိုင်ငံရေးဟလာစသဖြင့်ဒီလိုအရေးကိစ္စအဝါမှာတာယာမယ်ဝါပြောမယ်အဲ့ဒီကျမှ တပည့်တော်တို့မှာတဖြည်းဖြည်းနဲ့လူဆွားအရင်မြစ်တွေပေါ်လာမယ်ပြီးပြီဆိုရင်ဒီလူဆွားအရင်မြစ်တွေကနေဒီကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မိသားစုအဲ့ဒီကနေတိုင်းနိုင်ငံအဲ့ဒီကနေကဘာကြီးငိမ့်ချအောင်လို့လုပ်လို့ရမှာဆိုတော့ကဘာကြီးကိုလူတွေကငိမ့်ချစေချင်တယ်သို့တော်ညာလဲအဲ့ဒီငိမ့်ချမှုကိုဖော်ဆောင်တဲ့လူကောင်းတွေကိုနေရာမပေးရင်တော့ဘယ်တော့မှကောင်းတဲ့သူတွေပေါ်လာမှာမဟုတ်ဘူးကောင်းတဲ့ကဘာကြီးကောင်းတဲ့နိုင်ငံဖြစ်လာမှာမဟုတ်ဘူးအဲ့မအဲ့ဒီလိုလူတွေကိုလည်းနေရာပေးဖို့နောက်တစ်ခုက တပည့်တော်တို့မှာက ခုနရှေ့မှာပြောသလိုဒီတပည့်တော်တို့ကိုကောင်းတာမကောင်းတာကိုခွဲပြားစိတ်ဖြာလို့မရအောင်ဘာနဲ့မှိုင်းသွင်းထားလို့မဘာသာရေးနဲ့မှိုင်းသွင်းထားတယ်ဟုတ်တယ်တပည့်တော်တို့ခွဲအောင်လို့ဆိုခွဲချားပြီးတော့မှိုင်းအဲမြန်မာနိုင်ငံမှာဟလာအခုဆိုရင်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းကျဆရာတို့ခရိယာနေပေါ့ဟာတိုင်းသားဒီဣယာဟုဆိုတာကခရိယာနေများတယ်သူတို့တာသနာအတွက်သူတို့တာသနာအတွက်ဒါက PDF တွေကိုအတော့စသဖြင့်ပေါ့သူဝါရဖြတ်နေကြအတိုင်းပေါ့ဟုတ်တယ်ဆိုတော့ ပည့်တော်တို့ကအဲ့ဒီလိုပြောလိုက်တော့じゃဘာဖြစ်သွားဘုံရန်သူမေ့မိပြီတော့ပျောက်ပျောက်သွားတယ်။သူကဘာသာရေးနဲ့ပြောလိုက်အခုခုနဖုံးဖုံးတို့ပြောတဲ့ဟိုဟာတီရကူဖုံးကြီးတို့ဘာလို့ဆိုလဲဒါပဲလေ။သူကဒီကီကိုပဲကင်ထားတာ။နောက်မှသားဘာငါ့ရဲ့တာငါ၄သိန်းရှိတယ်ဆိုသူတို့ကစိတ်တိုက်ထင်တာဒီမွတ်စလင်တွေကဒီနိုင်ငံကြီးကိုဒုက္ခတွေပေးပြီးတော့ပြဿနာတွေလောက်တော့မယ်။ဆိုတော့ငါတို့ကတာငါတွေရောတာငါနဲ့ဘာလဲတက်နဲ့ဟန်ချက်ညီနေတာပြိတ္တဆိုတော့ဟုတ်လား။ဟုတ်တယ်။တာငါနဲ့အုတ်ချုပ်သူလူသားကဟမ်တက်နဲ့တာငါ ဟောတပည့်တော်နားလေတဲ့ဘာသာရေးဆိုတာကဘာသာရေးသမားတွေဟုတ်တယ်နိုင်ငံမှာအကျိုးပြုရမယ်ဘလို့လဲမှန်တဲ့ဘက်မှာကောင်းတဲ့ဘက်မှာအကျိုးပြုရမယ်တပည့်တော်တို့အခုနိုင်ငံရေးအကြောင်းနဲ့အခုတပည့်တော်တို့ထိုင်ပြောတယ်အကေးတိုင်းပြည်ငြိမ်းချမ်းသွားတပည့်တော်တို့ကိုယ့်လိုကိုယ်ဆက်လို့ဒါပေါ့ဒီကတော့ဆက်ရလဲလှုပ်ချင်တာပေါ့ဆရာဦးလည်းဆရာတာဝန်ကြီးလည်းဖုန်းဖုန်းလို့လည်းဖုန်းဖုန်းရဲ့စာချဝါချတာတပည့်တော်တို့မှလည်းတာဝန်တွေအများကြီးရှိတယ်ဘာဖြစ်လို့ဒါတွေအချိန်ပေးနေရတော့ဆိုတော့မမှန်နေလို့ပြောနေရတာဟုတ်ကဲ့ဟာမမှန်နေလို့ပြောနေရအဲ့တော့ တပည့်တော်တို့အခုတယောက်တယောက်ဘာဖြစ်လို့အခုတွေ့ကြရတော့ဆိုတော့ဒီတော့တခါမှလည်းမကြုံဘူးတခါမှလည်းမဆုံဘူးဒါပေမဲ့လမ်းချင်းတူတော့လူချင်းလာတွေ့ကြဆုံကြရတယ်ဒါပေမဲ့တပည့်တော်တို့မှာဘာသာတွေလူမျိုးတွေခွဲခြားနေရမှာမလို့မလို့ဘူးလေဘာသာတွေလူမျိုးတွေဆိုတာကမတူနေတာကအလှတရားလေအဲ့ဒီအလှတရားကြီးကိုတပည့်တော်တို့ကလက်ခံပြီးတော့ဆက်ပြီးခြိတမှာလေဘလို့ပေါ့ဓမ္မပေါ်မှာမမမမနဲ့ရက်တည်နေတဲ့သူအချင်းချင်းစုံကြတာပေါ့ဦးသိန်းတို့ဟိုပါပေါ့နော် ရာလို့တတ်မှတ်ဖို့ရတယ်ဟာပေါ့။သင်တို့များသူကပြောကြတာပေါ့နော်။ဘုရားဗလာမြတ်ကသင်္ကန်းကအဓိကကြားတယ်လို့ပြောကြတာကြာရဲ့သင်တို့ဆိုလို့ချင်း။တမ။အများကြီးကြားဖို့တော့ပေါ့။ဒါသင်္ကန်းရှိနေလို့နော်ဆိုတာဆိုလေ။သူကဖះမှုတော့တော့ခြုံထားတာ။ဖះအရေယူခြုံလိုက်ခြုံထားတာပေါ့နော်တရားပေါ့နော်။ဒါကိုခြုံလိုက်ပြီးလို့ချင်းလူရဲ့အထက်ကအထက်စီးကနေမှဆက်ဆံလို့ရပြီလား။ဟုတ်တယ်နော်။လူတွေရဲ့အညွန့်ဖူးတွေကိုခုစားလို့ရပြီလား။ဟုတ်ပြီ။လူတွေရဲ့အညွန့်ဖူးကိုခုစားမယ်ဆိုလို့ချင်း ခုစားထိုက်တဲ့ပုံကို ဖြစ်ပြီလားနော်ဟုတ်တင်ကားကိုရေချုံပြီးလို့ရင်လှုပ်ချင်ရလို့ဘာမှပြန်မွေပါနဲ့ဆိုတော့ပြောကြတာလည်းအများကြီးတာဟုတ်ဆိုလို့တော့ဟုတ်ပါဆရာပြောတဲ့ဟာကငါတို့ဓမ္မပေါ်ရက်တည်တဲ့သူချင်းစုံတွေ့တဲ့ပုံစံကိုပြောပြတာဆိုတော့ဓမ္မပေါ်ရက်တည်မှသာလေဥသိန်းတို့ကရဟန်းလို့ခေါ်လို့ရတာဗျအဲ့ဒါကိုဥသုပရိပန်တော့ဘဂဝါတော်တာဝကတန်ခေါ်လို့ပြောတာရဟန်းတန်တန်ပေါ်ကိုးချက်ထဲမှာဒါတစ်ချက်ပါဝင်ဆရာရဲ့ဟုတ်ဓမ္မနဲ့အာဓမ္မဒီဘက်ကအာဓမ္မပြုသူဘာလာလူမိုက်ဒီဘက်ကဓမ္မပြုသူပန္တိတပညာရှိ ဒီနှစ်ခုစုံလာပြီဆိုရင်တဲ့နော်အားပြိုင်လာကြပြီဆိုရင်ဓမ္မဘက်ကအသက်ပင်တည်တည်ဘဝပင်ဆုံးလို့ရက်တည်ရမယ်အဲ့ဒါမှဥစုကုန်နဲ့ညီတယ်လို့ပြောတာမေတ္တာကုံထဲမှာပါတယ်နော်ပါတယ်ဆရာမေတ္တာတုံးမှာလည်းပဲမေတ္တာထားရမယ့်သူတွေပေါ့နော်မေတ္တာဖြန့်ဝေရမယ့်သူတွေလမ်းနာရမယ်အချက်14ချက်ထဲမှာလည်းဆရာဥစုတူးစုနှစ်ချက်စင်တာနော်ဆရာဥစုဖြောင်းမရမယ်တူးစုအလွန်ဖြောင်းမရမယ်ဆိုနှစ်ချက်စင်တာဖြောင်းမအောင်ကြည့်ရမယ်မဖြောင်းမတဲ့စတိ မွေးမြူလာပြီဆိုလို့ချင်းဖြောင်းမအောင်ပယ်ရမယ်ပေါ့နော်မဖြောင်းမတာတွေပယ်ပယ်ရင်ပယ်ပယ်ရင်ပယ်နေတော့ဘာလဲအလုံးဖြောင်းမရမယ်ဆိုတော့ဖြောင်းမမှုနဲ့မိမိရဲ့စိတ်နဲ့တထက်ထက်ကြောက်အောင်ကျင့်အောင်အေးအရန်ကြီးတာဆရာအဲ့ဒါကြောင့်မို့ဓမ္မအပေါ်မှာရက်တည်တဲ့သူချင်းချင်းစုံတွေ့တာကိုဒါလေးကိုထောက်ပြတာပါဆရာကိုဆက်ပါဦးဆရာဟောတော့နောက်တစ်ခုကတပည့်တော်တို့ဒီဟိုဟာအစ္စလမ်ဓမ္မမှာဆိုရင်နောက်တစ်ခုရှိတာကပါတော့အသင်တို့ဟာ wal takum minkum ummatun yad'una ila al khair wa ya'muruna bil ma'ruf wa yanhauna 'anil munkar ဝေါ်ဥလာအိကဟော်မုန်းမော့ဖလီဟိုအဲ့တော့လူစုတစုဖြစ်ရမယ်တဲ့အဲ့ဒီလူစုကအများနာခက်ကာလာတိုင်းမှာရှိရမယ်အဲ့ဒီလူစုကဘာလဲမကောင်းတာတွေလုပ်ရင်အဲ့ဒီမကောင်းတာတွေကိုတားရမယ်အင်းကောင်းတာတွေလုပ်ဖို့အတွက်အမိန်ပေးရမယ်အင်းဝေါ်ဥလာအိကဟော်မုန်းမော့ဖလီဟိုအဲ့လိုလုပ်တဲ့လူတွေသာအောင်မြင်တဲ့လူအဖွဲ့အစည်းဖြစ်မယ်ဆိုတော့ပြီးတော့တော့မှလူအဖွဲ့အစည်းတခုအောင်မြင်မှုအတွက်ကောင်းတဲ့လူတွေပေါင်းပြီးကောင်းတာတွေလုပ်ဖို့အတွက်တိုက်တွန်းရမယ်မကောင်းတာတွေလုပ်နေအဲ့ဒါတွေကိုတားဆီးပေးရမယ်ရောက်ဖို့ဟိုဒီတပည့်တော်တို့ရဲ့ဒီတောက်ကြနေတိုင်းမှာဆိုရင်ဖတ်တဲ့ဒီ ကိုရိုင်းရဲ့အာရတော်ဟုတ်ကဲ့တပါးရှိတယ်အဲစူရာ14အာရနံပါတ်60ပေါ့နော်ဒီစူရာနဟလ်မှာပေါ်ပြတာကအင်နလ္လာဟ်ယာမူရူဘီလ်အဒလီဝလ်အီဟ်ဆန်အလ္လာဟ်ရှိမြတ်ကအမြဲတမ်းအမိန်ပြုအမိန်ပေးနေတယ်ပါကောသင်တို့အဒလ်ဆိုတာတရားမျှတကြရဲ့လူဖွဲ့စည်းဖြစ်ဖို့ပြီးတော့ဝလ်အီဟ်ဆန်ဆိုလူတွေကိုအကျိုးပြုတယ်အကောင်းကျိုးပြုတယ်သူတွေအီဟ်ဆန်နေဖြစ်ဖို့နော်ဝရယနာအလာကအမြဲတားတယ်အနိလ်မွန်ကာမကောင်းတာတွေမလုပ်ဘူးအမြဲတားတယ် anil munkar yan ha anil munkar de wal baga နောက်တော့လူသူများကိုသွားပြီးကျူးကျော်တာစော်ကားတာမလုပ်ဘူး wal fahsha ပြီးတော့ကျတော့ဆက်ဆုပ်ယွန်ရှာပွဲကောင်းတဲ့လုပ်ရတယ်ခုနလိန်နာတွေလည်းပါတယ်ကျူးကျော်တာတွေလည်းပါတယ်သူများကိုဒုက္ခပေးတာတွေလည်းပါတယ်ကိုကောင်းစားရင်ပြီးတော့သူများရဲ့ရပိုင်ခွင့်တွေကိုကုတ်သွေးဆုပ်အများထုတ်တဲ့ fahsha ဆိုတာကအင်မတန်ဆက်ဆုပ်ပွဲကောင်းတဲ့အလုပ်တွေဒါတွေကိုမလုပ်ဖို့အမြဲတမ်းတောက်ကြနေတိုင်းတပည့်တော်တို့ကအဲ့ဒါကအတိပေးနေတာအဲ့ဒီအာရတ်တော့အမြဲတမ်းလို့ကြောက်မလို့တပည့်တော်တို့မှာကအရေးကြီးတာက အဲ့ဒီလိုမကောင်းတာတွေကိုမြင်နေတားကိုတားအဲ့ဒါကောင်းတဲ့လူအဖွဲ့စီဒါပဲနော်ခုနကပြောတဲ့ကောင်းတဲ့လူတွေပေါင်းတယ်ဆိုတာဘာလဲဆိုရင်မကောင်းတာတွေကိုတားနေမှာကောင်းတဲ့လူတွေဖြစ်ဖြစ်အဲ့ဒါမှဟတ်လို့ခေါ်တဲ့သစ္စာဝါရီတွေဖြစ်မှာဒါကြောင့်မို့တပည့်တော်တို့အားလုံးကလည်းသစ္စာဝါရီဖြစ်ဖို့ဆိုရင်လူမျိုးဘာသာပေါ်အခြေခံလို့မရဘူးဥပမာဟိုဖုံဖုံခုနကပြောတယ်တီရကူဖုံကြီးမကောင်းဘူးနိုင်ငံကျော်ပဲဖုံဖုံလည်းပြောတယ်ဟုတ်တယ်နော်တပည့်တော်တို့ကလည်းမကောင်းတဲ့သူတွေရှိနေမကောင်းတာကိုဘာသာလူမျိုးခွဲလို့မရဘူး လူတွေကအခုရက်တီချက်တွေတချို့တွေလွဲကြတယ်ဘာဘာသာတူရင်ငါတို့တွေတူတယ်လို့ထင်လူမျိုးတူရင်တူတယ်ဘာသာတွေလူမျိုးတွေပဲပြီးတော့တော့မှမူကဘာလဲဆိုရင်ဓမ္မဘုံဘုံကဓမ္မတစ္ဆာဓမ္မပေါ်မှာရက်လာအဲ့ဒါတပည့်တော်တို့ကညီကိုပဲဟုတ်တယ်ဓမ္မတူဖို့လူတာပါဆရာဘုံဘုံနဲ့တပည့်တော်နဲ့စီးပွားဘက်ဒါပေမဲ့ဘုံဘုံကမဟုတ်တာလုံနေတပည့်တော်ချက်ချင်းပြောရမှာဘုံဘုံဒါမဟုတ်ဘူးเนาะဒါမကောင်းဘူးเนาะအဲ့ဒါမှတပည့်တော်တို့ရဲ့လူအဖွဲ့အစည်းက ตายาတဲ့ A channel လူအဖွဲ့အစည်းဖြစ်မှာအဲ့တော့အူတီသွားမှာဟောဒါပဲဒါပဲတပိတော်တို့မှာဟိုငါတို့နဲ့ဒါအကျိုးတူတယ်သူ့ငါတို့ဖုံးပေးလိုက်မှာဟာလိုက်ဆိုတော့တပိတော်တို့ဒီတော်လိုင်းရေးဘတ်တော်သားတွေကိုလည်းအဲ့ဒါသတိပေးကျင်တာဒီဘာသာတွေလူမျိုးတွေဟာငါတို့နဲ့အဖွဲ့အစည်းတူတယ်အဖွဲ့အစည်းတူတူမတူတူမူနဲ့လူပေါ်မှာမစင်းသားနဲ့အဓိကတပိတော်တို့ကြမ်းနေအားလုံးကိုတကယ်လေ့လာကြည့်လိုက်ရင်သူတို့ကဘာအောင် မူပေါ်မှာပဲစဉ်းစားလိုက်မူပေါ်မှာပဲသွားလူပေါ်မှာသွားစဉ်းစားလိုက်ရင်လူမျိုးပေါ်မှာသွားစဉ်းစားလိုက်ရင်ဘာသာပေါ်မှာသွားစဉ်းစားလိုက်ရင်လွဲတာမျိုးတွေဖြစ်ကုန်မယ်အဲ့လွဲတာအဲ့တော့တပည့်တော်ဒီနေ့ဘာဖြစ်လို့အတူတူထိုင်လို့ရရတော့တပည့်တော်ကမူပေါ်မှာရက်ကြဘာသာပေါ်မှာမရဘူးလူလုံးပေါ်မှာမရဘူးအဓိကတတိယတော်လေခဏခဏဘာဖြစ်လို့ပြောအောင်တတိယတော်ကနှစ်ပေါင်း90ကျော်80လောက်ဘာသာရေးလူမျိုးရေးမှိုင်းထဲမှာနှစ်ပြီးတတိယတော်ကအဲ့ဒီမှာခွဲခြားခံခဲ့ရတယ်လို့ဆရာတို့လည်းအတူတူပါပဲเนาะဒါပေမဲ့ဟိုဘုံရံသူကတော့တတိယတော်တို့ဖြစ်ခဲ့တာပေါ့เนาะ အဲ့တော့အစ္စလာမ်နေမွတ်စလင်နေဆိုတော့ဟို9 11ပြီးတဲ့နောက်မှာတော့ပိုတောင်ဆိုးသေးတယ်မွတ်စလင်ဘာလို့လို့အကျန်းဖတ်တာဖြစ်တာဟုတ်တယ်စစ်အာဏာရှင်ဘာလို့လို့အကုန်တည်တည်တယ်ဘာလို့လဲသူကအကျန်းဖတ်အခုအခုတက်မှတ်တယ်လို့ပေါ့အကျန်းဖတ်တာကသူတို့အကျန်းဖတ်လို့ကြီးညာတာကဒီအကျန်းဖတ်မှုကိုတွန်းလှန်နေတဲ့စန့်ကျင်နေတဲ့တပ်ပယ်နေတဲ့သူတွေကိုတတ်မှတ်တာသူကအဲ့ဒီဟာကဦးစင်းနဲ့တွေးမိတယ်ဗျဦးစင်းတို့ဟောပေါ့ဒီဘေးရင်ရေးခင်းလေဒီဘေးရင်ခင်းဆိုတာ2000နဲ့နော်2000 2003 2003တော့ဟုတ်ပါတယ်2003ဒီပိုင်းရေးခင်းမှာဦးစင်းရဲ့အသက်နဲ့မျှပါဦးစင်း2003ဒီပိုင်းရေးခင်းနဲ့အတူရမ်းဖြစ်လာတာပါအဲ့ဒီခုနှစ်ကရမ်းဖြစ်ခဲ့တာပေါ့ဆိုတော့ပြောချင်တာကအကျန်းဖက်ခံလိုက်ရတာကဓမ္မိုက်တော်ဆန်းစုကြည်တို့အုပ်စုတွေနော်အကျန်းဖက်သူကစေအုပ်စုဒါပေမဲ့အပြည့်ပြည့်တောင်ချခံရတာကအကျန်းဖက်ခံရတဲ့သူတွေပါဒါပဲဓမ္မိုက်တော်ဆန်းစုကြည်တို့ဥဝင်တင်တို့သူကလည်းပြောကြတဲ့စကားအားချက်ချင်းတပည့်တော်သတိရတယ်အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဆရာရဲ့အဲ့လိုပေါ့ဆရာတို့ level ဟိုအကျန်းဖက်တာကသူတို့လေသူတို့သာလင်းဖြစ်တယ်ဟိုဒီကြားထဲမှာအကျန်းဖက်သူเนาะဆရာအကျန်းဖက်သူဒါအကျန်းဖက်သူဒါကဥစ္စုဟိုဗုဒ္ဓဘာသာပြည်သူပေါ့เนาะဒီဘက်မှာအကျန်းဖက်ခံရသူပေါ့ဗျာဟိုအယိုးစုတ်ခံရသူပေါ့เนาะဆိုတော့ဒီမှာဆရာပြည်သူနဲ့ဒီအကျန်းဖက်သူနဲ့မဆိုင်ဘူးเนาะဒါစစ်အုပ်စုကလုပ်တာဟွန်းဒါဒါဥစဉ်ချင်းချင်းလင်းလင်းဒါဟိုဆရာတို့လက်သိပါတယ်စစ်အုပ်စုကလုပ်တာအဲ့မှာဘာဖြစ်လဲ तू ကလုပ်နေတဲ့ဟာကိုဒီနှစ်ခုအတွေ့အကြုံလုပ်လိုက်တာဟွန်းဘာသာရေးရလေဆိုတော့စနက်စနက် စနက်တံကိုလှုပ်လိုက်တာအဲ့တော့အဲ့ကျဒီနှစ်လူတွေ့လိုက်တဲ့အခါမှာမျက်နာတွေကတမျိုးတွေဖြစ်ကုန်တာအများကြီးဦးသိန်းတို့လည်းဆရာကြီးအမျိုးပြောက်မှာဆွတ်ကြောက်ဆရာတို့ကိုတော့ဂယုနာတို့ဟိုဒါမျိုးတွေနဲ့ချင်းတွင်းမြကျော်သွင်းနဲ့နောပြီဆိုတာစာတွေဟောပေါ့ဂျင်းထက်မှိုင်းတိုက်တဲ့စာတွေဦးသိန်းတို့လည်းအများကြီးဖတ်ခဲ့ရဘူးတယ်ပေါ့နော်ဖတ်ခဲ့ရဘူးတယ်တွတ်တော်လည်းပဲဦးသိန်းတို့ကျင်လည်ခဲ့ရတဲ့ပတ်ဝန်းကျင်ပေါင်းသိင်းခဲ့ရတဲ့မိတ်ဆွေတွေဟာသူတို့မှိုင်းတိုက်တဲ့ဟာတွေနဲ့ လုံးလုံးလားလားမှမဆိုင်တဲ့ຢာတွေပေါ့ဗျာဆိုကြပါစို့ဥသင်ဟိုရန်ငယ်ဘောကကိုရင်ဘောကကစားဥသင်မဟုတ်မှာအများဆုံးကျင်နေခဲ့တာဥသင်ရဲ့အကိုတွေကအင်ကားနေတာကအဲဟိန္ဒူအိမ်မှာအင်ကားနေတယ်ဗျာကြောက်သွေးတော့ဗလီစရာအိမ်မှာကြောက်သွေးတယ်ဗျာဥသင်ရဲ့ဘဝင်းကျင်ကအားလုံးကဒီဥသင်ရဲ့စိုင်းတော့အိမ်လေဘတ်အိမ်တွေကဘုသလင်အိမ်တွေဖြစ်နေတယ် ်များသူသူဦးသိန်းရဲ့အကူရဲ့တငယ်ချင်းတွေကမွတ်စလင်တွေပဲရှိတာကိုသူ့တော်မှမွတ်စလင်လိုပဲထင်ကြတာကိုအဲ့ကြီးနော်အဲ့လိုမျိုးပြင်လဲလာခဲ့ပြင်လဲခဲ့ရတာပေါ့နော်ပြင်လဲရတော့သူတို့ရဲ့မြစ်တာတွေပေါ့ဟိုဟိုဂရုစိုက်မှုတွေပေါ့နော်လူသားဆန်မှုတွေကအများကြီးတွေ့ရတဲ့အခါမှာအဲ့ကျင်းတွေကလိုလိုပဲပြောက်တာပြောကျင်းတာကဒီမှာကရခံပြီးတော့ဂျင်းထဲတဲ့အခါမှာဒီမှာသွေးကွဲတတ်တဲ့အကြောင်းအရာကိုအတင်ပြောကျင်တာဘာဟုတ်ကဲ့ဗျာဒါကတော့တိခါတော်ရဆရာအတရာပေသူမောလာနာဟာဖစ်ကာဒီဆရာဦးစိုးနေဦးတို့နဲ့အတူဦးစင်းတို့ ဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်အပိုင်း၄ပဲဖြစ်ပါတယ်။ဆွေးနွေးချက်အပိုင်း၅ကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်တယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါပါတယ်။အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်။